တဝယ်မြို့နယ်ဇဟာရွာမှာမစင်းပြစုနေသူတူအုပ်ကိုဒရက်ကစစ်ကြောင်းကဖမ်းဆီးလိုက်ပါတယ်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဒဝယ်မြို့နယ်စဟရွာထဲမစင်းပြုစုနေသူတို့ကိုဒဝယ်မြို့သားလုံးမြောက်ရေးတပ်တော် DNL ရဲ့ဒရဂါစစ်ကြောင်းကဖမ်းဆီးလိုက်ပါတယ်။စဟရွာမှာနေထိုင်သူအသက်50ဝန်းကျင်အရွယ်ဦးဟန်ညုံကိုရွာအရှိတ်ပိုင်းကသူ့အုပ်ရင်ခြံထဲမှာနှွေဘလ22ရက်နေ့နေ့လယ်ပိုင်းကဖမ်းသွားခဲ့တာလို့ဒရဂါစစ်ကြောင်းကအတည်ပြုလိုက်တာပါ။ ။ဦးဟန်ညွန်စီကနေဇဟာကျေးရွာအုပ်စုနဲ့ပတ်သက်တဲ့မင်းစင်းရဲစာရွက်စာတမ်းတွေတင်ဆက်ရမိခဲ့တယ်လို့လည်းဆိုပါရယ်။စစ်ကုမရှင်ဝါဒဖြန့် channel တွေမှာတော့ဇဟာရွာအုပ်ချုပ်ရေးမှူးဦးဟန်ညွန်ကို PDF တွေကဖမ်းသွားတယ်လို့အရေးသားနေကြပေမဲ့ဒေသခံတွေကတော့အာဏာသိမ်းကာလထဲသူတို့ရွာမှာအုပ်ချုပ်ရေးမှူးမရှိဘူးလို့ဆိုပါရယ်။အဖမ်းခံရသူဟာရွာထဲမှာမင်းစင်းလိုက်ကောက်နေတယ်ဆိုတာလဲဒေသခံတွေကအတိအပြီးပြောဆိုပါရယ်။ ဒူရကစစ်ကြောင်းကတော့သူတို့ဖမ်းထားတဲ့ဥဟန်ညိုကို စစ်ဆင်နေဆဲဖြစ်တယ်လို့ဆိုပါရတယ်စကုမရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့မဲပေးဖို့ဖိအားပေးသူပါဝင် ပတ်သက်သူတွေကိုအရေးယူမယ်လို့ဒရကစစ်ကြောင်းကဩဂုတ်လထဲကြေညာထားတာပါအခုလဲအဲ့ဒီကြေညာချက်အတိုင်းရွေးကောက်ပွဲမှာပူပေါင်းပါဝင်လို့ဖမ်းဆီးတာလို့ဒရကစစ်ကြောင်းတာဝန်ရှိသူကပြောဆိုပါတယ်